စမယ် NUG ကအောင်မြင်တင်းတလောက်ထပ်ပူပြီးအောင်မြင်နေတယ်တခါတလေလေလုံးထွားလို့သာပြောစလောက်မဖြစ်ဘူးလို့ထင်နေကြတာတက်တီထောင်တာသုံးနေကြော်တွင်သူ့ရဲ့လှုပ်ဆောင်နိုင်စွမ်းတွေကိုကြည့်လိုက်စူဖွဲ့ပြင်းစင်းတယ်လက်တွေ့မြေပြင်မှာပါတိုင်းရင်သားလက်နက်ကင်တွေနဲ့အတူတူစစ်ပွဲတိုက်ပွဲအတွေ့အကြုံယူပြီးအချိန်ဆက်မိမိတိုက်ပွဲပေါ်ဆောင်လာနိုင်နေတယ်ဥပမာ အင်းတော်မျိုးလိုပေါ့ နှစ်ပေါင်း90ကျော်တည်ထောင်လာပြီးလေရင်ဖြစ်ကိုပါရတဲ့စစ်တပ်က၄နှစ်ကျော်၅နှစ်ကာလအတွင်းမှာနိုင်ငံရဲ့နယ်မြေ20ရာခိုင်နှုန်းကျော်ကျော်လေးကိုပဲထိန်းချုပ်နိုင်တယ်။ရန်ကုန်၊မန္တလေး၊နေပြည်တော်စတဲ့မြို့တွေမှာပဲစစ်တပ်ရှိတော်တယ်။ဒါတောင်နေပြည်တော်နဲ့မန္တလေးကမြေကလင်ကြောင့်ဘုံဘုံလေးနေပြီ။နေရီရွာတွေဘက်တော့အကုန်လက်လွတ်ထားရပြီ။ပြည်သူမပါရင်စစ်မနိုင်နိုင်တယ်လို့ မြေပြင်ကပြည်သူတွေကလည်းစစ်တပ်ကိုမြန်မြန်ရှုံးစေချင်နေကြပြီစစ်တပ်ကတရုတ်ရုရှားအိန္ဒိယထိုင်းအကူအညီတွေနဲ့တာကန်ထားပြီး2025နှစ်ကုန်မှာဒေါ်စုကိုပြန်လို့ရေကောက်ပွဲဆက်မယ်လို့ကြေညာထားတယ်ရေကောက်ပွဲဖြစ်ဖြစ်မဖြစ်ဖြစ်တိုင်းရင်းသားတွေကတော့ကိုယ်ပိုင်နေမြေရရှိသွားကြပြီအတူမရှိတက်တန်းလွန်တက်ကြုတ်ကြီးလက်ထက်မှာတိုင်းစစ်ဌာနချုပ်နှစ်ခုလုံးကိုသုံးဘက်အတွင်းတင်းခံလိုက်ရတဲ့သမိုင်းနဲ့ နိုင်ငံကိုကြောက်ထဲကြမှာဆိုလို့ဆိုပြီးစစ်ပွဲရဲ့အလေဒုက္ခတွင်တွင်နိုင်ငံကိုဆွဲချသွားတဲ့တမိုင်းပဲကြံခဲ့တယ်။အင်းတော်တိုက်ပွဲဆိုတာ PDF တွေအတွက်အောင်ပွဲအကြီးကြီးတစ်ခုပဲ။လွန်ခဲ့တဲ့နှစ်နှစ်ကျော်တုန်းကတမခွန်ခွန်ကကတာခရိုင်ခွင်တွေကိုအင်အား600လောက်နဲ့တမမှုအပါဝင်စစ်ကြောင်းနှစ်ခုနဲ့ထိုးဝင်ခဲ့တယ်။အင်းတော်မျိုးမှာရှေ့တန်းတမဌာနချုပ်ဖွင့်ပြီးကုတ်ခဲ့တယ်။ကတာကောလင်းခရိုင်နှစ်ခုကို ပြန်လည်ထိန်းထားဖို့စ조사တယ်အခုနှစ်နှစ်ကျော်ကြာမှာတမခွန်ခွန်ရှေ့တန်းဌာနချုပ်တစ်ခုလုံးနဲ့တမမူကိုပါပြည်သူကာကွယ်ရေးတပ်တွေကတိမ့်ပိုက်လိုက်နေမြေပြင်မှာကုတ်ကဲတယ်ဆိုတဲ့စက်တက်ထဲမှာတမမူဆိုတာဘယင်လိုနေတာဗျအခုတော့အင်းတော်ကနေခွေပြေးဝက်ပြေးပြေးရင်ကတားမှာဖမ်းခံလိုက်ရပြီ PDF တွေဆိုတာစစ်တက်လို့တချို့တိုင်းရင်သားလက်နက်ကင်တွေလို့ တရုတ်ပြည်အားကို100%ဂယူစိုက်ဆံမလို့ပဲစစ်တိုက်နိုင်တဲ့အဖွဲ့ဆိုတော့စစ်တပ်ဖို့စိုးရင်စရာဖြစ်လာတယ်။ PDF တွေကတမအဆင့်ကိုဘင်းလိုက်နိုင်ပြီဆိုတော့ PDF တွေအဖို့မတိုက်နိုင်တာမရှိတော့ဘူးလို့ဆိုလိုလိုက်တာပဲ။တမခွန်ခွန်ဆိုတာအားလုံးသိကြမှာပါ။အထူးသဖြင့်မြို့ပေါ်နေပြည်သူတွေပေါ့2022ခုနှစ်ဘာမှမရှိတဲ့လက်နက်မဲ့ပြည်သူတွေကိုတေရဲတဲ့ကောင်ထွက်ခဲ့ ရန်ကုန်မြို့လေလမ်းမတွေပေါ်ကနေညီရဲဆိုညီရဲဆိုတိုက်အောင်ဆင်းခဲ့လေဆိုပြီးဆင်ခေါ်ခဲ့တဲ့တက်မာဗျပြီးသူတွေအကုန်လုံးကလည်းလုံးဝမမေ့ဘူးအခုအင်းတော်မှာတက်မာလိုက်ချိန်မုန်းခံလိုက်ရတာအဲ့ဒီတက်မာခုန်ခုန်ပဲနောက်ဆုံးတော်လရီတက်တွေလက်ထဲဖမ်းမိတယ်တက်မာခုန်ခုန်တက်မာမူကဘာပြောတယ်မတ်တလေကျွန်တော်မသိရဲလို့အသက်ကိုချမ်းသာပေးပါတဲ့ တွင်အမှန်တွေတင်ဆက်ပေးနေတဲ့ Beatbox Agency